ရှမ်းပြည်နယ်စီဆိုင်မြို့နယ်ပင်ညိုရွာမူလာတန်းကျောင်းမှာဆရာဆရာမမလုံလောက်တဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ဒီသတင်းကိုတော့ခွန်ပတာပေးပို့ထားပါတယ်ခင်ဗျာ။ရှမ်းပြည်နယ်တောင်ပိုင်းပအုပ်ကူပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်ပင်ညိုကျေးရွာမူလာတန်းကျောင်းမှာဆိုရင်ကျောင်းသူကျောင်းသား90ကျော်ရှိပြီးဆရာမနှစ်ဦးနဲ့စာသင်ကြားပေးနေတာဖြစ်ပါတယ်။ဆမအင်အားနဲ့ကျောင်းသားအင်အားမကြီးမြတ်တာကြောင့်ကလေးတွေအတွက်ထိထိရရောက်ပညာမသင်ကြားပေးနိုင်ဘူးလို့ဆရာမကပြောပါတယ် ဒီမှာကဆီယာမကနှစ်ယောက်ပဲရှိတော့အတန်းက၅တန်းလုံးဆိုတော့ကျမတို့မနိုင်ဘူးစားခက်ခဲတယ်ဒီမှာတင်ရတာကလေးလေးပညာရေးကြောက်လည်းနည်းနည်းတင်ရတာကိုတင်တယ်လို့မဖြစ်ဘူးပေါ့စားတင်တဲ့ခါမှာပိုပြီးအစားခက်ခဲတယ်ဒါဖြင့်တိုင်းရင်းသားဘာသာစကားမတူညီတဲ့အတွက်တင်ကြားရမှာလည်းအခက်ခဲတွေရှိနေတယ်လို့စာသင်ကစာရေးခွန်တွေမလုံလောက်တာကြောင့်လဲအခက်အခဲများစွာနဲ့ကြုံတွေ့နေရတဲ့လို့ဆရာမကပြောပါတယ် ကျောင်းသားမိဘတွေအနေနဲ့လည်းငွေကြေးမတနိုင်တာကြောင့်ကလေးတွေကိုဆက်လက်ကျောင်းမထားနိုင်တော့တာမျိုးလည်းရှိနေပါတယ်။လေးရန်အောင်ပြီးသားကလေးတော်မှငွေကြေးအဆင်မပြေတာကြောင့်လေးရန်အောင်ပြီးသားတော်မှငါးရန်တက်ဖို့လည်းအခက်အခဲတွေလည်းရှိခဲ့ပါတယ်။အခုကလေးတွေလည်းလေးရန်နဲ့ကြောင်းထက်လည်းရတာအများကြီးရှိပါတယ်။ဒီကြောင့်ပြည်လို့တချို့နိစာရမြို့တွေမှာဆက်လက်ပညာသင်ကြားတဲ့ကျောင်းသားတွေမရှိသလောက်နေပါပြီ။အများစုကတော့ရွာမှာပဲအလုပ်ပြန်လုပ်နေကြတာပါ။ ပင်ညိုရွာမှာအင်ဂျီ60ကျော်ရှိပြီးလူဦးရေ100ကျော်ရှိပါတယ်။ကျွန်တော်ခွန်ပါတာပါ။